ရေမဲမှာပြုတ်လုခဲ့တဲ့စစ်စင်ရေးဆိုင်ရာ group chat ပေါက်ကြားမှုနဲ့ပတ်သက်ပြီးကာကွယ်ရေးဝန်ကြီးကိုစုံစမ်းမေးမြန်းသွားမယ်လို့ပင်တဂွန်စစ်ဌာနချုပ်ကအတည်ပြုခဲ့ပါတယ်။ American ရဲ့ကာကွယ်ရေးဝန်ကြီးဌာနရုံးချုပ်ဖြစ်တဲ့ပင်တဂွန်ရဲ့စုံထောက်ချုပ်ယုံကကာကွယ်ရေးဝန်ကြီး Pete Hegseth ကိုအဲ့ဒီကိစ္စနဲ့ပတ်သက်လို့မေးမြန်းစစ်ဆေးသွားမှာဖြစ်ကြောင်း April 3ရက်နေ့မှာပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့လတုန်းက American ဟာရေမဲနိုင်ငံအခြေစိုက်ဟိုတီလက်နက်ကိုင်တပ်ဖွဲ့ရဲ့စစ်ရေးပြတ်မှတ်တွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအကြောင်းကို American အစိုးရထိတ်တန့်အရာရှိတွေက Signal ရဲ့ group chat မှာဆွေးနွေးခဲ့ပြီး journalist တအူးကိုမရည်ရွယ်ပဲအဲ့ဒီ group chat ထဲထည့်သွင်းမိခဲ့ရာကပေါက်ကြားမှုဖြစ်ခဲ့တာပါ Atlantic Magazine ရဲ့ editor ချုပ် Jeffrey Goldberg ကသူ့ကိုအဲ့ဒီ group chat ထဲ American အမျိုးသားလုံခြုံရေးအကြံပေး Mike Walls ကမှာရင်ထည့်သွင်းမိခဲ့တဲ့အကြောင်းစစ်စင်ရေးအပီရက်အတော်ကြာမှထုတ်ပြောခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ American အစိုးရကလည်းအဲ့ဒီလိုအမှားမျိုးရှိခဲ့ကြောင်းဝန်ခံပါတယ် အရန်ရေးကြီးတဲ့စစ်ရေးဆိုင်ရာလှုပ်ဝက်ဆွေးနွေးမှုတွေကိုအစိုးရကသတ်မှတ်ထားတဲ့စနစ်တွေလမ်းကြောင်းတွေအတိုင်းမလုပ်ဘဲပြင်ပ application တစ်ခုကိုအသုံးပြုခဲ့တာအချက်လက်ပေါက်ကြားမှုတွေဒါမတမသူတွေလက်ထဲရောက်သွားခဲ့မယ်ဆိုရင်စစ်စင်ရေးမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးအတွက်အကြီးအကျယ်ချင်းချောက်ခံရနိုင်တယ်ဆိုတဲ့အခြေအနေတွေကိုအကြောင်းပြုပြီးဒီပြဿနာပေါ်ဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ် Hackset အပါအဝင် American အစိုးရထိပ်တန်းအရာရှိတွေပါတဲ့အခုလို group chat မျိုးအလွဲတကူပေါက်ကြားခဲ့တဲ့ကိစ္စဟာ အတော်လေးလည်းအရှက်ရစရာဖြစ်ခဲ့ပါတယ်။အင်ဖြူတော်ကတော့အခုပေါက်ကြားမှုကြောင့်ထိခိုက်တက်ရောက်နိုင်ခြင်းကြီးကြီးမားမားရှိခဲ့တယ်ဆိုတဲ့အယူအဆကိုရှော့ချပြီးဖုံဖုံဖိဖိသဘောမျိုးဇက်တိုက်ပြောဆိုနေပါတယ်။ဒီတော့တွင်အမေရိကန်တရားသူကြီးတဦးကမတ်လ17ရက်ကနေ25ရက်နေ့အထိစစ်ကနေမှာပြောဆိုခဲ့သမျှကိစ္စအလုံးကိုမဖျောက်ဖျက်ပဲထိမ့်သိမ်းထားဖို့ထရမ့်ရဲ့အစိုးရကိုအမိန့်ထုတ်ညွှန်ကြားထားကြောင်းသိရပါတယ်ရှင်။